်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ဒီမှာဥဆုံးဘုရားသခင်ရဲ့ခြေစွပ်ကိုချီးမွမ်းပါတယ်။တန်ရှင်းသူအရာအတွက်အရေးအချင်းဆိုတဲ့ကောင်းစဉ်နဲ့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်1ကနေ9ကို ဆင်ခြင်တော်ခြင်းပါတယ်။ပရောဖက်ရဲ့အလိုတော်အားဖြင့်ယေရှုခရစ်၏တမန်တော်အရာ၌ခံထားသောငါပေါ်လူနှင့်ငါညီတုတ်တင်သည်။ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍တန်ရှင်းသူအရာ၌ခံထားသောသူတည်းဟုသောကောရိန္သုမြို့၌ရှိသောဖျားသခင်၏အသင်းတော်မှစာ၍ခတ်သိမ်းသောအရာ၌ငါတို့သခင်ယေရှုခရစ်ကိုပထနာပြုသောသူအပေါင်းတို့ကိုကြားလိုက်ပါ၏။ ထိုသခင်သည်ငါတို့ဤသခင်သာမဟုတ်တင်တို့ဤသခင်လည်းဖြစ်တော်မူ၏သခင်ယေရှုခရစ်နှင့်ငါတို့အဘဒီဟုသောဘုရားသခင်အထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်တင်တို့၌ရှိပါစေသောအထက်က ခရစ်တော်ဤတတိကိုတင်တို့တွင်တည်စေသည်ရှိသောတင်တို့သည်ထိုခရစ်တော်အားဖြင့်အရာရာ၌နှုတ်သက်တိညာသက်တိအပေါင်းနှင့်ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍ ယေရှုခရစ်အားဖြင့်သင်တို့အားပေးတော်မူသောစုကျေးဇူးတော်ကိုငါထောက်၍သင်တို့အကြောင်းကြောင့်ငါဖျားသခင်ဤကျေးဇူးတော်ကိုအစင်မပြတ်ချီးမွမ်း၏ထို့ကြောင့်သင်တို့သည်ငါတို့သခင်ယေရှုခရစ်ဤပေါ်ထွန်းတော်မူခြင်းကိုမျော်လင့်၍နေစဉ်စုတော်တစုံတစ်ခုမြမလျော့ဘဲစုံလင်လျက်ရှိကြ၏သင်တို့သည်ငါတို့သခင်ယေရှုခရစ်ဤနေရ၌အပြစ်တင်စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း သင်တို့ကိုအဆုံးတိုင်အောင်ခိုင်ခန့်မြဲမြံစေတော်မူလိမ့်မည်ငါတို့သခင်ဒီဟုသောသားတော်မြတ်သခင်ယေရှုခရစ်နှင့်ဆက်ဆံခြင်းကျေးဇူးတော်ကိုသင်တို့အားပေးတော်မူသောဘုရားသခင်သည်တစ္ဆာနှင့် ပြည့်စုံတော်မူ၏ကျွန်တော်တို့ယုံကြည်သူတွေဟာသခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်တဲ့အခါသူ့ရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်တို့အတွက်ပေးတဲ့စုကျေးဇူးပဲဖြစ်တယ်။တန်ရှင်းသူလို့ခေါ်ဖို့ ဘာလို့အပ်တယ်လဲဆိုတာကိုတိဘူးခြင်းတလားကောရိန္သုအသင်းတော်ဟာဖျားတရားမဲ့ပြုမှုမှုအမျိုးမျိုးကိုရင်ဆိုင်ခဲ့ရပေမဲ့လည်းပေါလုကသူတို့ကိုတခင်ယေရှုခရစ်တော်အားဖြင့်အပြစ်ကင်းစင်စေပြီးတော့တန်ရှင်းသူအရာ၌ခံထားတဲ့သူတွေလို့ခေါ်ဆိုခဲ့ပါတယ်တန်ရှင်းစေခြင်းဆိုတာလောကမှာလူအများသုံးနေရကနေပြန်သခင်နဲ့ဆိုင်တဲ့မြင့်မြတ်တဲ့အတုံးအနှုံးကိုခွဲထားခြင်းပဲဖြစ်တယ် ပမာကျမ်းစာတလျှောက်မှာဘုရားသခင်ရဲ့နေ့ရက်တွေဥပမာ ဥပုံနေ့လိုမျိုးနေရာတွေဥပမာတဲတော်ပစ္စည်းတွေဥပမာပရိညာတက်တာနဲ့ဘုရားသခင်ရဲ့လူတွေကိုတန်ရှင်းစေခဲ့ပါတယ်။တန်ရှင်းတဲ့သူတော်စင်တယောက်ဟာဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေအတွက်ဘုရားသခင်ခွဲခန့်မှတ်သားထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဆိုလိုတာကယုံကြည်သူတိုင်းဟာသူတော်စင်ဖြစ်တယ်။လူတယောက်ကဲတင်ခြင်းမခံရခင် တနည်းအားဖြင့်ယုံကြည်သူတယောက် သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းမရှိခဲ့သေးတဲ့အချိန်မှာယောမအခန်းကြီး9အငယ်30မှာဘလို့ပြောထားသလဲဆိုရင် အကြောင်းမူကားယန္တူဖြစ်လျက်ပင်ဘုရားသခင်ဤသားတော်အသေးခံတော်မူခြင်းအားဖြင့်ငါတို့သည်ဘုရားသခင်နှင့်မိတ္တာယဖွဲ့ခြင်းကျေးဇူးတော်ကိုခံရသည်မှန်လျင် မိတ္တာယဖွဲ့ပြီးမှ အသက်တော်အားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟုသာ၍မျော်လင့်စရာရှိ၏လို့ဆိုထားတော် ဘုရားသခင်နဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့ဘုရားသခင်နဲ့ယံညိုးဖွင့်နေတဲ့ဘုရားသခင်ရဲ့ယံသူဖြစ်ခဲ့တယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အချိန်မှာတော့ဖြောက်မတ်တဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီကနေတဆင့်လူရဲ့အစဉ်အတန်းကပြောင်းလဲပြီးတော့ကိုရောအတွက်တီးတန့်ခွဲခြားထားတဲ့သူဖြစ်သွားပါတယ်။ကျွန်တော်ဟာအတိတ်တဖန်မူကြီးဖွားခဲ့ပြီးအခုဘုရားသခင်ရဲ့သားသမီးဖြစ်တယ်။ကျွန်တော်အပြစ်တွေကိုခွင့်လွှတ်ပြီးတော့ကိုရောကဖြောက်မတ်ကြောင်းကြီးညာခဲ့ပါတယ်။ သူတော်စင်ဟာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်မဟုတ်ပေမဲ့လေကောင်းကင်ခမဲတော်နဲ့မှန်ကန်နဲ့ဆက်ဆံရေးရှိတဲ့သူတယောက်ဖြစ်တယ်။ကျွန်တော်တန်ရှင်းမှုကိုကောင်းမွန်တဲ့အပြုအမူအတွက်မခန့်မှန်းထားပေမဲ့လေဘုရားခင်ဟာကျွန်တော်တို့ကိုဂုံတင်မဲ့ပုံစံနဲ့အသက်ရှင်နေထိုင်ဖို့အတွက်မျှော်လင့်ထားပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ဖြတ်မှတ်ခြင်းကိုရရှိခြင်းကနေစတင်ပြီးတော့စိတ်လုံးအတွင်းမှာကင်းဝတ်နေတဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့် တန်ရှင်းစင်ကြယ်စီမှုအတွေ့အတွေ့မှာဆက်ဆံခြင်းကျေးဇူးတော်အားဖြင့်တန်ရှင်းသူအရာအတွေ့အရေးအချင်းနှင့်ပြည့်စုံဖို့အလုပ်လုပ်ပေးနေပါတယ်။ဒါကြောင့်ဟိပြဲအခန်းကြီးနဲ့ငယ်ဆက်တက်မှာတန်ရှင်းစီတတ်တော်သူနဲ့တန်ရှင်းစီအပ်တော်သူများတို့သည်တပါးတည်းသောပဂတိရှိကြ၏ထို့ကြောင့်တန်ရှင်းစီတတ်တော်သူသည်တန်ရှင်းစီအပ်တော်သူတို့ကိုညီအကိုဟူ၍ခေါ်ခြင်းကရှက်ကြောက်တော်မမူလို့ဆိုထားခြင်းပဲဖြစ်တယ် ဒါကြောင့်တွေးတောစဉ်းစားကြည့်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့မြင့်မြတ်တဲ့ရည်ရွယ်ချက်တစ်ခုအတွက်ခွဲထုတ်ထားခြင်းဖြစ်တယ်လို့ကျွန်တော်တို့ဟာကိုရောရဲ့ဘုံတော်ကိုကျွန်တော်တို့မှာထင်ရှားစေဖို့အတွက်အသက်ရှင်နေကြရခြင်းပဲဖြစ်တယ်။အခုအချိန်မှာလဲခရစ်တော်မှာကျွန်တော်တို့ရဲ့အစဉ်အတန်အသက်အတိုင်းအသက်ရှင်နေထိုင်ဖို့အတွက်ကျွန်တော်တို့ကိုခေါ်ဆူထားခြင်းပဲဖြစ်တယ်။ဂျာနာစင်ချင်ခဲ့တဲ့သူတိုင်းမိမိကိုယ်ကိုတန်ရှင်းသူအရာရှိနေတယ်ဆိုတာကိုမမေ့မလျော့ တိမတ်ထားပြီးတော့ကိုရောရဲ့အလိုတော်နဲ့အညီလောကမှာတိသက်ခွဲထုတ်ထားခြင်းဖြစ်တဲ့အတွက်တန်ရှင်းသူ အရာမှာရှိတဲ့အရေးအချင်းတွေနဲ့ပြည့်စုံကြဖို့ဖခင်သခင် အတူရှိလျက်ကောင်းချီးပေးပို့ဆောင်ပေးနေပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်